ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမောကုံမိုမိတ်ကိုစစ်တပ်ထံပြန်လွှဲပေးလိုက်ရမှုကြောင့်နင့်နာသူများကိုတောင်းပန်ပေးမိဆဲလိုသူများကိုနာနာဆဲကြရနေမောကုံကိုပြန်လဲသိမ်းယူမှုမြင်တွေ့လို့ဟုတရားလန်လီမှာပို့ချောတာဖုံကျော်ပြောဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် တဆန်တဲ့ဆက်ခွန်ဆက်စင်ရဲ့အတွင်သိမ့်မိုက်ထားသည့်မွေးကုံမုံမိကုံစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကိုတောင်းပန်ပေးမိဆဲလိုသူများကိုနာနာပြီးဆဲကြရန်နေမွေးကုံကိုပြန်လည်သိမ်းယူမှုမြင်တွေ့လို့ကြောင့်တောင်းတီရလန်လီမှပူချုပ်တာဖုံးကြောင်ကလူမှုကွန်ရက်မှတဆင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်နိုဝင်ဘာလ29ရက်နေ့တရုတ်အီချောင်းဝင်စစ်ဆင်မှုဖြင့်တီယန်လက်လီနဲ့စစ်တပ်တို့အကြောင်းအပြည့်အခက်ရစဲခဲ့ပြီးမိုကုံနဲ့မိုမိတ်တို့ကိုစစ်တပ်ထံပြန်လည်လွှဲပေးရန်သဘောတူညီခဲ့ကြောင်း ရင်းနောက်နိုဝင်ဘာလ29ရက်နေ့မှာမိုးကုံမြို့အတွင်သို့အတမတ်စစ်တပ်ကဝင်ရောက်လာခဲ့ကြောင်းမိုးကုံနဲ့မုံမိတ်တို့ကိုပြန်လည်ပေးအပ်လိုက်ရမှုအတွင်နေနာသူများကိုတောင်းပန်ကြောင်းတို့ရမှာမိုးကုံမတအောင်ပြည်နယ်အတွင်ပြန်မရေးကြိုးပမ်းမည်ဖြစ်ပြီးမိုးကုံမြို့မှာနှစ်ပေါင်းထောင်ကြီးကတည်းကတအောင်လူမျိုးတို့တီလာတီမျိုးဖြစ်ကြောင်း၎င်းကဆိုပါတယ်ပထမဆုံးတကယ်ပေးဆက်နေတဲ့သူတွေကိုတောင်းပန်ကြပါတယ်ရင်းနဲ့လှိုက်လှိုက်လဲလဲနာကျင်ရတာမျိုးအနူးအညွတ်တောင်းပန်ပါတယ်တအောင်နိုင်ငံရေးနဲ့ပန်းနိုင်တစ်ခုဟာ မိုးကုံမျိုးကိုတအောင်ပြည်နယ်ထဲပြန်မအောင်ကြိုးပမ်းရေးဖြစ်ပါတယ်။ရှေးရက်ကနေပေါင်းထောင်ချင်ကလေးကတအောင်လူမျိုးတို့တည်လာတဲ့မိုးကုံမိုးကုတ်ဟာတအားလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ရည်မှန်းထားပါတယ်။အခုတော့လက်ထဲရောက်တဲ့ကိမှုကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ်။ကံမကုံသိရင်တော့စူးစမ်းသူတွေအတွက်ရလက်ရှိစမြဲမှုယုံကြည်ပါတယ်ဟုတီရန်လက်လီမှာဘ ෝජ ုတ်တာဖုံကျော်ကဆိုပါတယ်။ မော်ကွန်နဲ့မိုမိတ်တို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးရသည့်အတွက်တစ္ဆာပါဟုပြောနေသူများကိုတေချာပြန်လည်တုံ့တက်စေခြင်းကြောင့်ຫນွေဥတော်လည်ရေးမှ10နှစ်ကျော်တိဆောက်ခဲ့သည့်အရင်အမြင့်များနှင့်အကောင်းဆုံးပံမိုးပေးခဲ့ကြောင်းလက်သုံးချောင်းထောင်သူများကိုလှဆင်စံထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်ပေးခဲ့ကြောင်း3နှစ်နဲ့4နှစ်သားကာလအတွင်းအင်အားထောင်ကြီးပေးဆက်အရင်ပြုပေးခဲ့ကြောင်းလက်နက်အကြွေဒေါ်လာဘီလီယံချီအကြွေတင်ခဲ့ကြောင်းအာနာရှင်နိုင်ငံကိုကောင်းဖြစ်ဝင်တိုင်း၍ဥကောင်းမှတည်မလားတွေးခြင်းနေရနေကြောင်း ဗမာကဒီဒီခေါ်တဲ့ဖြင့်မိယာအရှင်ဖြင့်လိုက်ဖို့ကြိုးပမ်းကြရကြောင်း၎င်းကဆိုပါတယ်တကယ်တကယ်တစ်စက်နဲ့ဆက်ကွန်လို့တော့ဘယ်ဒီဒီကမှလက်တွေ့ပါမလာပင်နောက်ဆုံးကိုပဲထီကျန်စွာရွာကအိမ်သူတွေပါလင်းရင်ပုံနဲ့တင်ခဲ့ကြရတယ်ရမတ်တွေတပြန်ပြန်ကွယ်အသက်နှလုံးနာကျင်ရပါတယ်ကြည်မရှိပတ်ချက်မရှိတေးစရာလူသူနေလာတော့မိုးကုတ်မမိန်နဲ့ညှိပြီးအပြည့်ရရတယ်ပွဲကမပြီးသေးပါဘူးဒါပေမဲ့အစဲတွေကဆုံးလွန်လာပါတယ်အိုကွယ်မင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေ မိုးကောက်ကိုပြန်သိမ်းတာမြင်ချင်းစားပါတယ်။တွဲကိုဆဲလို့မောရင်ဖြင့်နာနာပြီးဆဲပြီးတော့ဆက်နာစင်ကိုလည်းနာနာပြီးတိုက်ပါလေလို့၎င်း၏လူမှုကွန်ရက်မှာဆက်လက်ရေးသားထားပါတယ်။တော်လန်ရေးအတွက်တီယန်လန်လေးကအမြဲတကားဖွင့်ထားမှာဖြစ်ပြီးလိုအပ်လျင်လာရောက်နားခိုနိုင်ကြောင်းတီယန်လန်လေးမှာပို့ချတာဖုန်ကြားကရေးသားထားပါတယ်။ တဆန်နဆက်ကွန်ဆက်စင်ရဲ့အတွင်းတီယန်နလီကောင်မိုးကုတ်တီဘောကြောင့်မဲနောင်ချုံမိုင်းလုံးမိုင်းငုံမိုးမိန်နန်ဆန်မန်တုံကွက်ခိုင်နန်ခမ်းနမသူမျိုးများကိုတိမ်မိုင်ရရှိထားခဲ့ပြီးစစ်တပ်ကကြောင့်မဲနောင်ချုံတီဘောကိုပြန်လည်တိုက်ခိုက်တိမ်မိုင်ခဲ့ပါတယ်။ဒါအပြင်တီယန်နလီကမိုးကုတ်နဲ့မိုးမိန်မျိုးများကိုဆွန်လွန်လိုက်ကြောင်းမိုင်းလုံးမိုင်းငုံနန်ဆန်မန်တုံကွက်ခိုင်နန်ခမ်းနဲ့နမသူမျိုးများသာတီယန်နလီလက်ထဲမှာစက်ရှိတော်မူဖြစ်ပါတယ်ရှင်။ဆလဘင်း မောရမျိုးအသိခံရမှုနဲ့ဆင်းရဲဆုံးနေမှုများကြောင့်ကံယိုဒန်တိုင်းမှုပုံမှုကြော့ကြော့ကြော့ဟန်ပြင်းပြင်းထန်ထန်သတိပေးခံရဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။တင်းတိုင်းတိုင်းတင်းတိုင်းမျိုးနဲ့မောတောင်မောင်တော်လန်ရဲတံများသိမ်းမိုက်ခံရမှုနဲ့ဆင်းရဲအယံအရှုံးများစွာကြုံနေရမှုတို့ကြောင့်ကံယိုဒန်တိုင်းမှုပုံကြော့ကြော့ကြော့ဟန်ကိုနေပြည်တော်စီယုံကပြင်းပြင်းထန်ထန်တရားဝင်သတိပေးမှုလှုပ်ဆောင်ခဲ့ကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြင့်နဲ့စီဒီအမ်ပုတ်ကြီးစီယုံကပြောဆိုပါသည်။ နိုဝင်ဘာလ14ရက်နေ့မှာခရီးလန်လင်ဦးဆောင်သည့်တော်လန်ရဲတပ်များကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောတာမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်မှ43ဦးနှင့်လက်နက်ခဲယံအများပြားကိုတော်လန်ရဲတပ်များကသိမ်းဆည်းရရှိခဲ့ပါသည်။မော်ရာမျိုးတိမ်ပိုက်ခံရပြီးနောက်စည်ရဲအတွက်အဓိကတာဝန်ရှိသည့်ကယူဒန်တိုင်းမှဘုံမှုကျောက်ကျောင်းဟန်ကုန်နေပြည်တော်စေယုံကဒုစေလွှာတင်များခိုင်းပြီးနေပြည်တော်စေယုံကတိုင်းမှုဘုံကျောက်ကျောင်းဟန်ကိုတရားဝင်တတိပေးလာကြောင်းသိရှိရပါသည်သူက ကစားထလီညုံဝင်းဆွေလောင်းနေတဲ့ဇလန်းပြတ်သွားတဲ့အနေထားမျိုးရှိမင်းသူကမောတောင်ကိုပြန်ယူပေးရမယ့်အနေထားရှိမင်းမောတောင်ရဲ့ထီခီတို့မင်းနမီစကန်တို့ပေါင်းအဲ့ဒီလို၂၀စကန်တွေကိုစင်ရဲအရာစည်ရင်းအရာပြန်ယူပေးရမယ် တနင်္လာနေ့ကံရိုးတန်းဒေတာတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲ၃ရက်လုံးကိုလုံခြုံရေးအာမခံပြီးတော့လုပ်ပေးရမယ်ဆိုတဲ့အနေအထားမျိုးနဲ့မိကိုရောက်လာတာဖြစ်လိမ့်မယ်လို့မှန်းစာပါတယ်။တိုင်းမှုဘုတ်ချုပ်အစင်ဆိုတော့ခေါ်ပြီးတော့တတိပေးတဲ့တဘောပေါ်နော်။တတိပေးလိုက်တဲ့တဘောပေါ်ဘောကျောက်ကနေရာသူစက်တက်ဖို့ကတော့မင်းအောင်လိုင်ပေါ်မှာပဲမူတည်တဲ့ဆယ်ဆောင်ကြီးဆုံးပေမဲ့ပြန်ပြီးတော့တိုက်နိုင်ခဲ့တဲ့တမ88တို့စာအခ23တို့တောင်မှပဲ တဆင်းမြင့်ညာလူတွေယာရီတာဆိုတော့သူကနေဆက်စခန်းတွေကိုပြန်ယူပေးမယ်ဆိုရင်တော့ယာရူတည်မြဲမဲ့အနေအထားရှိနေတကယ်တမ်းသာဆိုရင်တော့နာမခါကမျိုးမင်းထွေးလို့လို့ဆိုရင်တော့ချက်ချင်းဖြုတ်ပြီးပေါ့အခုတော့သူကနေနေကြောင်းအုပ်ကြီးလဲလုခဲ့တာဆိုတော့မင်းအောင်လိုက်နေနေလေးကြည့်ပြောရှုပြောဖြစ်တဲ့အနေအထားမျိုးပေါ်တော့လို့စီနီယာပိုကြီးစင်ဟောကပြောဆိုပါတယ်။ကံယူရတဲ့နိုင်မှုပိုကျော်ကျော်ဟန်ကိုနေပြည်တော်ကခေါ်ယူတတိပေးသည့်အကြောင်းရင်းများကို အကောင်လ25ရက်နေ့တနင်္သာရီတိုင်းပေါ်ပြမြို့အခြေဆိုင်အမတ်73ဆက်စင်ရဲ့ကိုကဲမှုဌာနချုပ်မှဒုတိယစာကခါမှုပုံမှုကြီးမျိုးတန်း KLLN ၏တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့မှုဒါအပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိထိခိုက်ပြူဟာကိုစစ်တပ်ကလက်လွတ်ခံရပြီး KLLN ထံတိမ်မိုက်ခံရမှုများပါဝင်ကြောင်းသိရှိရပါသည် နေပြည်တော်စစ်ဘက်သတင်းရှင်မြေကကံယူရန်တိုင်းမှုပုံမှုချုပ်ကြောကြာဟန်မှာစစ်ကောင်းဆောင်မြေအောင်လှိုင်ကိုတစ္ဆာခံသူဖြစ်သည့်အပြင်ရခိုင်တိုင်းရင်းသားလည်းဖြစ်ခြင်းကြောင့်စစ်ကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်းပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးအေယာဝတီမြို့နယ်မှာခမာယ35တရင်ဤအထိုင်ကိစ္စကံကိုတော်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်မိဆွေဆစ်လင်းမှုစစ်သား9ဦးသေဆုံးပြီးလက်နက်နှလန်းနဲ့ခရမ်းများတင်စီရရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဘကုန်းတိုင်းတာယာဝတီမြို့နယ်မှာခမာယ35တန်ရင်ဤအထိုင်ကိစခန်းကိုတော်လင်ရေပူပေါင်းတပ်များကတိုက်ခိုက်မိဆိုဆင်းလင်းမှု75ဟုတင်ဆောင်ပြီးလက်နက်နှစ်လန်းနဲ့ခရယာများတင်စင်းရရှိကြောင်းတာယာဝတီခရိုင်တန်ရင်3000နှစ်တခွဲနေမှာဘူတင်တိုက်ကပြောဆိုပါတယ်နဝေမလာ30ရက်နေ့နနက်7:30မိနစ်အချိန်ဘကိုးတိုင်းတာယာဝတီမြို့နယ်လက်ဥကုံလန်းမတ်တော်တရက်ကုန်းပြည်တော်တန်း ကျောက်တွင်ကျေးရွာများသို့သွားလာရလမ်းဆောင်ရှိခမရ35တန်ရင်ကလာရောက်ထိုင်ချထားသည့်စစ်တပ်ကစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဂျင်းတို့တိုက်ခတ်မှုအတွင်ထိတွေ့တိုက်ပွဲတနအိခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဗမာ9ဦးတေဆုံးကြောင်းလက်နက်နှင့်ခရံများတင်းစီရရှိခဲ့ပြီးနောက်ရင်းကစကန်ကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရပါသည် တနာတော့ဂိတ်ကိုမီဆိုဆင်းလင်းနိုင်ခဲ့ပါတယ်။အဲ့ဒီဂိတ်ကိုတော့စတက်ကပြန်ဝင်ပြီးအထိုင်ချတာမျိုးမတွေ့ရသေးဘူး။ပြည်သူတွေအနေနဲ့စည်ရဲအခြေအနေတင်မာနေတာစတက်ကရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေတာကြောင့်စတက်နဲ့ဝေးရမှနေကြဖို့အတိပေးတိုင်တွန်းကျမှတယ်ဟုတာယာဝတီခရိုင်တန်ရင်၃၈၃ညနဲ့တခွဲနေမှဗိုလ်အသင်းတိုင်းကပြောဆိုပါတယ်။အဆိုပါစတက်ကစကန်ဆင်းလင်းနိုင်ခဲ့သည့်စစ်စင်ရေးမှစတက်ထံမှကားပိုင်းတက်လန် MA1 တက်လန်ငါတက်တမ96ကြီး150တောင်းနဲ့မိုဘိုင်းဖုန်းနှလုံးတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။ စစ်တပ်ကစကန်းစစ်စင်ရေးကုန်၊တရားဝရခရိုင်တရင်သုံးနောက်ဆွေရနှင့်တခွင်းနေတရားဝရခရိုင်ပကဖာအွှေနံမြင်းလက်ပန်းမြွနဲ့ပကဖာအထုတိုက်ခိုက်ရေးအဖွဲ့တို့မှတပ်ပေါင်းစုညီကုန်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။